င်အုပ်လုပ်လို့ရှင်မိမိများလက်မုတ်လည်ရင်ရှိတဲ့ပစ္စည်းလေးတွေဘာတွေရှိတယ်လဲဆိုတော့ဟာကိုကျွန်တော်ပြန်မေးရမှာဖြစ်ပါတယ်တချို့တွေကအိမ်မှာဘာမှမရှိဘူးဘာမှမရှိရင်တော့ဘာမှလုပ်လို့မရအောင်ဒါတော့အလွယ်ကူဆုံးမေးကုန်မယ်ဘာမှမရှိရင်ဘာမှလုပ်လို့မရအောင်ရှိအောင်လို့ကိုယ့်အကူရှာကြံရမယ်ဖန်တီးရမယ်လူတွေကကျွန်တော်တို့နေ့စဉ်နေ့အများရှာကြံနေကြတယ်ရှိအောင်လို့လည်းလုပ်နိုင်အောင်လို့ကိုယ့်ဘက်ကိုဆန်းဆန်း တမန်လုံနိုင်ရမယ်အဲ့ဒါကတော့ယူရှင်းပါတယ်အဲ့တော့ကြောင့်ကျွန်တော်တို့လူကျင်တဲ့အဖြေကတော့ CSC အုပ်လုပ်တဲ့နေရာမှာနံပါတ်တစ်ချက်လိုအပ်တာအမြုပ်ဆက်နာဖုန်းဂျန်နေတာပေါ့ဗျာဖုန်းတိုင်မှာပေါ့ကျွန်တော်ကတော့ဖုန်းတိုင်မှာလို့ပဲခေါ်တာနံပါတ်နှစ်တစ်ချက်မှုရဆက် နံပါတ်3စေနံပါတ်4မူဟုတ်ပြီဒါကတော့ CSC လုတ်အုပ်လို့အုပ်လုတ်တဲ့လူတွေလူရတဲ့မိကုန်းပေါ့နော်နံပါတ်5နံပါတ်6ဒါကတော့ကတ်တာ ဲ့တော့အမြုပ်ဆက်ဖုန်းတိုင်မှာအမြုပ်ဆက်ဖုန်းတိုင်မှာလိုမယ်၊မှွေဆက်လိုမယ်၊ဆေးလိုမယ်၊မူလိုမယ်၊လေမုတ်ဆက်လိုမယ်၊ကတားအသေးအကြီးလိုမယ်။ကတားအသေးကြီးကရတယ်။ဟိုတချို့ဆိုရင်လည်းအိမ်မှာကိုသုံးတဲ့ဟိုမိဖို့ကြောင်မှာသုံးတဲ့ဒလက်နဲ့ကတားကြီးလည်းရတယ်။8000တန်း၊8000တန်း၊1000တန်းတွေလည်းရတယ်။အာတပေါင်းတပေါင်းတပေါင်းတန်းလောက်ဆိုရင်သုံးလို့ရပြီတပေါင်းတန်းလောက်ဆိုသုံးလို့ရပြီ digital cutter အသေးလေးတွေရှိတယ် ကျွန်တော်ရဲ့ဗီဒီယိုတွေထဲမှာလည်းကျွန်တော်တက္ကတာအကြောင်းလေးတွေရှင်းပြထားတာရှိတယ်ဒီကတာလေးတွေကလည်းအသုံးပြုလို့ရတယ်သူကတော့ 5kg အထိသူကချိန်လို့ရတယ်ဆိုတော့ကျွန်တော်တို့က 1kg 1kg တတလေးတွေပဲကျွန်တော်ကချိန်ရတယ်အများအားရေပေါ်အောင်ဆိုရင် 1kg မကျော်အောင်ကျွန်တော်ကချိန်ရတယ်980 960ချိန်ရတယ်ကတာကပြဿနာမရှိဘူးဟုတ်ပြီလေမုတ်ဆက်လေမုတ်ဆက်မှာ50လီတာလာတာရှိတယ်100လီတာလာတာရှိတယ် တချို့တွေကမရလာတာရှိတယ်အဲ့လေမုတ်ဆက်တွေကလည်းလှောင်အကြီးအသေးပေါ်မူတည်ပြီးတော့ဈေးမျိုးမျိုးပွဲပြားသွားတယ်တချို့တွေအိမ်မှာသုံးနေဈေးမောင်းနဲ့အဝီစီလေးမောင်းနဲ့လေပိုက်တွေကတည်းကခွဲယူပြီးတော့ကိုယ့်ဘာကိုလှောင်အိုးလေးတွေနဲ့လုပ်လို့လေရတယ်အဲ့ဒီလှောင်အိုးလေးတွေနဲ့လုပ်တဲ့ဗီဒီယိုဖိုင်အတော်လေးတွေလည်းကျွန်တော်မှရှိတယ်ကျွန်တော်ပြောက်ပေးလို့ရပါတယ်နောက်တစ်ခုကတော့မိုးပေါ့ကိုယ်တိုင်လုံးလို့ရှင်ရေမိုးက 6000လောက်ကုန်တယ်ဒါလည်းကိုယ်တိုင်လုပ်တယ်ဆိုတာကိုယ့်အိမ်မှာတန်တူတန်စလေးတွေရှိမယ်ဟော်လိုဘတ်အတူစလေးတွေရှိမယ်ငါးတက်သားလေးတွေရှိမယ်ဘီလက်မြေဟိုပေနေတဲ့သုံးတက်သားအဟောင်းတွေရှိမယ်တွပြားတွေရှိမယ်ဟာလာကိုယ့်အိမ်မှာရှိတဲ့မိမိမှာရှိတဲ့တနိုင်တစ်ပိုင်းဟာလာလက်ငုတ်လက်ရင်းရှိတဲ့အတူအစလေးနဲ့လုပ်ရင်မူလေဒီက6000လောက်ကတော့အသာလေးကုန်တယ်မူတမူဆိုလို့ရှိရင်အုပ်အလုံး20ရတယ် အလုံး20ရအဲ့တော့ကိုမူဘလောက်သုံးလဲမပိုင်မူတည်တယ်ဆေးကယခုကာလာပေါက်ဈေးနဲ့ဆိုရင်ဆေးက2သိန်းကျော်3သိန်းလောက်ရှိတယ်ပြောတယ်ဗျ8000ပေါ့ဗျာဆေး1လီတာကို8000တလီတာကိုတလီတာကိုအုပ်ဘလုံးဘလောက်ရလဲဆိုတော့250လောက်ထိရတယ်အုပ်အလုံး150ရတယ်ပြီးတော့250အထက်ထိရတယ်အဲ့ဒါကလည်းအုပ် ိုလောင်းတဲ့အုတ်ရေပေါ်ပုံလို့ရှိရင်စေးများများထည့်ရမယ်။ကိုလောင်းတဲ့အုတ်ကရေပေါ်မပေါ်ဘူးရောင်းတန်းဆိုရင်စေးနည်းနည်းပဲထည့်ရတယ်။အဲ့ဒါကအုတ်ကိုတိတ်တိဆဘလောက်နဲ့လောင်းမလဲဆိုတဲ့အပေါ်မှာပဲမူတည်တယ်။ဒါပေမဲ့ကျွန်တော်တို့တွေ့ရှိရရတော့ကျွန်တော်တို့တာမန်အုတ်လုတ်တဲ့အချိန်မှာတော့ဒီစေးကုန်ကြစေးကို တွားပြီးတော့အဓိကထားပြီးတော့မတွက်တော့ပါဘူးလောင်းနေတဲ့အချိန်ညရင်ဒီဟာကိုလည်းတိတ်ပြီးတော့ဂယုတိတ်မထားတော့ဘူးသူကသူကုံကျင်တဲ့လောက်ကုံကလေးသေးကျွန်တော်တို့ကဝယ်ပြီးတော့တုံးတာပဲဘာမှမဆိုတော့သူကကုံကြစည်းတွေကအုတ်ထွက်လာလို့ရှိရင်တိပါတယ်တာမန်အုတ်တွေတဲ့အများကြီးတက်တာတဲ့ကြောင့်ဆေးကိုလည်းအထူးတလဲလိုက်ပြီးတော့တွက်ချက်မနေတော့ပါဘူးနောက်တစ်ခုကတော့ပူဆက်ပူဆက်ကနံပါတ်၁ချက်ဒလက်နဲ့ပူဆက်နံပါတ်၂အုံမွေလုံး နံပါတ်3 U type ဆိုတဲ့ပုံစံကြီးတွေနဲ့ဒီလိုအရှည်ကြီးတွေပေါ့နော်ဒီလိုကန်ကြီးတွေမှာ impeller တွေနဲ့အဲ့တော့ဒလက်နဲ့မွေစက်ကကိုယ့်အိမ်မှာအိမ်မှာတုံးတဲ့ vibrator ပါတဲ့ drill machine တွေတော့လကောက် drill machine အကြီးတွေအုပ်နေရာဖောက်တဲ့ drill machine တော့လကောက်ဒလက်တွေတက်ပြီးတော့တုံးလို့ရတယ်ကျွန်တော်နမူနာလဲပုံတွေပြထားရှိအဲ့ဒလက်တွေရှိတချို့အိမ်တွေမှာဆိုရင် တော်တော်များများလုပ်ငန်းလုပ်တဲ့လူတွေတော်များများလည်းအိမ်မှာတချို့တွေလက်ဝယ်ရှိသေးတယ်။အဲ့ဒါတွေကိုလည်းအကြံပေးပါတယ်။ကိုယ့်ဘာကိုဒလက်ကလေးဝရင်လေးတွေစော်ပြီးတော့လုပ်လို့လည်းရပဲ။နံပါတ်1ချက်ကတော့အုံမွေလုံး။တချို့တွေကကွန်ကရစ်နဲ့နှီးစပ်တယ်။ကွန်ကရစ်လုပ်ငန်းလေးတွေလက်တွဲပြီးတော့လုပ်တယ်။တချို့ဆိုရင်အိမ်နာခွေကြောက်စီတို့ကြောက်ပြားတို့ဟိုပန်းအိုးတို့လုပ်ရောင်းတဲ့လူတွေဆိုလို့ရှိရင်ဒါမျိုးဆက်တီကအခုပါတဲ့ထဲကပစ္စည်းတွေတော်တော်များများလက်မှုလည်းရင်ရှိတယ်။လုပ်ငန်းလေးတွေလုပ်နေတဲ့လူတွေဆိုပြီးပို့ပြီးတော့တင့်လျော်တယ်။ပို့ပြီးတော့လုပ်ဖို့အတွက်အကြံပြုတယ်။ တုံးလို့ရတယ်။ဒီဟာကြီးကတော့ CSC အုပ်လုတ်တဲ့လုပ်ငန်းအကြီးတွေမှာတုံးတယ်။သူကတော့အုံမွေးလုံးလို့မဟုတ်ဘူး။အုံမွေးလုံးတဲ့ကိုသူကပို့ပြီးတော့တတ်တာတယ်။အုံမွေးလုံးอ่ะဆိုရင်မောင်းတဲ့လူကဂွေကြိုင်တဲ့လူကတယောက်လိုတယ်။တုံချလို့ရတယ်။ဒါပေမဲ့အုံမွေးလုံးမှာအားသာချက်ကဘာရှိသလဲ။ကွန်ကရစ်ကြောက်စလစ်တွေပါလောင်းရင်အုံမွေးလုံးနဲ့ထည့်လောင်းလို့ရတယ်။တုံရတာလည်းလွယ်ကူတယ်။အုံမွေးလုံးကရေပေါ်အုပ်လုပ်မယ်ဆိုရင်ဘီလက်မြေတအိတ်ပဲစတယ်။ ဒီလိုຫມွေဆက်ကတော့ B လက်မြေ3 8ကလည်း9 8အထိသူຫມွေလို့ရတယ်ဒါမျိုးဆက်တွေဆိုလို့ရှိရင်သိန်း40ရပြီးတော့100လောက်ထိရှိတယ်ကျွန်တော်တို့မလုံနိုင်ဘူးအုံမွေလုံးကလည်းအရင်တော့ဆိုရင်50သိန်းလောက်ပဲရှိတယ်အခုဆိုရင်သိန်း20လောက်တောင်မှရှိလားမသိဘူးအဲ့တော့ကျွန်တော်တို့စပြီးတော့ကျွန်တော်စလုတ်တဲ့အချိန်တုန်းကဆိုရင်ကျွန်တော်အုံမွေလုံးတစ်လုံးဝယ်တယ်15သိန်းလောက်ပေးရတယ်အခုနောက်ပိုင်းတချို့လူတွေဆိုရင်အုံမွေလုံးအစ်စ်တောင်မွေတော့ဟောင်းနေနေပဲလူကြတာများပါတယ် ဒါကတော့ရှိလေရှိရင်တော့ကောင်းတာပေါ့เนาะကိုရင်းနိုင်ရင်တော့ပိုကောင်းတာပေါ့နောက်ပြဆုံးမလုံနိုင်ဘူး delete နဲ့လုတ်ထားတဲ့ video လေးကျွန်တော်အတူလေးညပေးထားပါတယ်အဲ့လို delete နဲ့လုတ်ရင်လည်းကိုယ့်ဘာကိုတနိုင်တစ်ပိုင်း plastic ခွက်ထဲမှာလောင်းလို့ရပါတယ်ကိုလိုချင်တဲ့အနေထားဥမာတခဲလိုချင်တယ်ဗျာတခဲဘူးပဲပုံပါပေါ့နှစ်ခဲလိုချင်တယ်ဗျာနှစ်ခဲဘူးပဲပုံပါပေါ့အုတ်ဆယ်လုံးလိုချင်ဆယ်ခဲဘူးတော့ပုံပါပေါ့ဟုတ်လား ိုအခုအသက်ရှင်ရက်တည်ဖို့တော့မှနှာခေါင်းကဒီဘက်ကတွင်းလိုက်တဲ့လေကိုအထဲထဲမှာတုံးနေပြန်ထူထုတ်ပဲကိုတွင်းတဲ့လောက်လေပြန်ထွက်သွားတာပဲဒါပဲဟုတ်လားကို investment လုပ်ရင်လုပ်တယ်လို့ပုံရမယ်ကို investment မလုံနိုင်မလုံတလို့မရဘူးဒါပဲအဲ့တော့ကျွန်တော်တို့ကဘလောက်ကြီးရင်ဘလောက်ကုန်မလဲဆိုတာလွယ်လွယ်လေးပဲလေကိုဘလောက်ရင်းမလဲကိုရင်းတဲ့ပုံမှာ1000ဘူးရင်းလို့ရှင်1000ဘူးအုပ်အလုံးကြီးထွက်လာမယ်ဟဲ့လား တချို့လူတွေကမြတ်တယ်မမြတ်တယ်ကိုဘယ်လိုသိမလဲဆိုကျွန်တော်ပြောပြောပြရင်ကျွန်တော်တို့ကကျွန်တော်ဆိုအဖြေရှိတယ်စက်ယုံအကြီးကြီးတွေလုံနေတဲ့လူတွေကမြတ်လို့လုံနေတဲ့လူတွေကြီးပဲစက်ယုံကြီးကြီးတွေတည်ထားတာသူတို့မှာအရင်ကြီးတွေအများများဆိုတာလည်းရင်းထားတာအဲသူတို့တွေမမြတ်ဖဲနဲ့ဆိုရင်သူတို့တွေကဘယ်လုံတော့မလဲဟာလုပ်ငန်းတွေလုပ်သားတွေအများကြီးရင်းထားတယ်နေ့စဉ်ကုန်ကြစည်းတွေရှိတယ်သူတို့ရဲ့အမြတ် margin က နေတာများတာပဲกว่าမမြတ်တယ်မမြတ်ဖြစ်နေတော့ဒီလုပ်ငန်းအကြီးကြီးတိန်းရာနဲ့ထောင်နဲ့ချီပြီးတော့ဘလို့မှမရင်းဘူးအဲ့တော့ကျွန်တော်တို့ကဒီလုပ်ငန်းကို လုပ်တဲ့ချိကတ်တဲ့နေရာမှာအမြတ်အများကြီးမြတ်ချင်းအများကြီးရင်းရတယ်နည်းနည်းလေးမြတ်ချင်းနည်းနည်းလေးရင်းလို့လည်းရတယ်ကျွန်တော်ဆိုလို့ရှိရင်အဲ့လိုမျိုးအမြတ်ကျန်းတဲ့စက်ယုံကြီးကြီးကျွန်တော်မရင်းနိုင်ဘူးဘာလို့လဲဆိုတော့သူတို့လိုကျွန်တော်တိန်းထောင်နဲ့ချီမရှိလို့မရင်းနိုင်လို့လုတ်သားတွေလည်းကျွန်တော်မလုတ်နိုင်လို့ကျွန်တော်က နီးပညာကိုဘာကြောင့်မျှဝေပေးနေဆိုတော့လူငယ်တွေကျွန်တော်လိုပဲနီးပညာတွေလူတိုင်းလူတိုင်းတက်ကြွတော့လို့ချင်းဒီလုပ်ငန်းကဏ္ဍကြီးတွေကျယ်ပြန့်လာမယ်ကျွန်တော်တို့ရှိကကျွန်တော်တို့တိုင်းပြည်ကဟာလာတယံဇာတတွေအဲ့လောက်လည်းဟိုဟာနီးပညာတွေမထွန်ကားသေးဘူးတစ်ဖက်တစ်လမ်းလေကျွန်တော်တို့အုတ်နဲ့ပတ်သက်တဲ့ဤပညာတွေထွန်းကားသွားလို့ရှိရင်အဆောက်အဦတွေမှာစရိတ်ရင်းရင်းနဲ့လုံနိုင်မယ်လှအားကားတွေတက်တာမယ် တက်တော်ပြုံးတိမှုတွေများစွာတက်တာတဲ့အတွက်ကြောင့်ဒီလုပ်ငန်းကိုကျွန်တော်ကအားပေးပါတယ်အကြံပြုပါတယ်နောက်တစ်ချက်ကအမြုပ်ဆက်ဖုန်းတိုင်းမှာအမြုပ်ဆက်ဖုန်းတိုင်းမှာကတော့ပတ်စံရှိလို့ရှိရင်နိုင်ငံညာကဖုန်းတိုင်းမှာတွေဝယ်သုံးဖို့အတွက်အကြံပြုပါတယ်နိုင်ငံညာကဖုန်းတိုင်းမှာတွေကတော့ဤပညာလည်းမြင့်တယ်ပတ်စံရှိရင်ပိုကောင်းပါတယ်ဒါပေမဲ့ကျွန်တော်ဖန်တီးထားတဲ့ဖုန်းတိုင်းမှာကတော့ပမာဏငွေ၈သိန်းလောက်ပဲကြာပါတယ် သူတို့ရဲ့မိပညာတွေကိုကျွန်တော်တော်တော်များများကူးယူပြီးတော့ဖန်တီးထားတာဖြစ်ပါတယ်သူတို့လည်းဒီမိပညာပဲတုံးတယ်ကိုယ်လည်းဒီမိပညာတုံးတယ်သူတို့တာမဲ့အချက်ကတော့နိုင်ငံညာလူတွေကကမ္ဘာကစီးတွေကိုလွတ်လပ်စွာဝယ်ယူနိုင်တယ်တော်တော်များများလည်းရွေးချယ်နိုင်တဲ့အခွင့်အရေးရှိပါတယ်ကျွန်တော်တို့ရှိကကမ္ဘာကစီးတွေကတော့နေပါပါတယ်အခွင့်အရေးနေပါတယ်ဘာဖြစ်လို့ဆိုတော့ ဒီ chemical စီးရီတွေကိုတင်သွင်းတဲ့ပုံမူတွေကသူကဖွင့်ပြချက်တွေယူရတယ်တင်သွင်းတဲ့လုပ်ငန်းရှင်တွေကဒီအားတွေကိုလွလွလပ်လပ်တင်သွင်းဖို့လေခဲရင်တယ်သူကကုမ္ပဏီတွေကအများနဲ့တင်သွင်းရတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့စီးအမြုပ်စီးရီတွေကဈေးကြီးကောင်းလဲကြီးလိမ့်မယ်ဟိုအမျိုးအစားကလည်းရွေးချယ်လို့မရဘူးဗောနော်တမျိုးနှမျိုးပေါ့ပဲရှိတယ်နိုင်ငံသားမှာကတော့၃၄၅မျိုးလောက်တော့ရှိတာဗောနော်အမြုပ်စီးရီမှာလည်း သူကဘုံ base နဲ့ပြော synthetic base ရှိ synthetic base ဆိုတာလူတွေဖန်တီးထားတဲ့ဓာတုစေးရည်နဲ့ဖန်တီးထားတာ synthetic base ဆိုခေါ်တယ်ကျွန်တော်တို့အခုသုံးနေတဲ့ဖုန်းတွေက synthetic ဖုန်းတွေဖြစ်တယ်အဲ့ဒီဟာကလည်းကျွန်တော်တို့စပ်ပြာအမြုံကိုထုတ်တဲ့စပ်ပြာရဲ့ base ပေါ့နော်စပ်ပြာရဲ့အခြေခံဓာတုကုန်ပစ္စည်းကိုကျွန်တော်တို့က CSC နေရာမှာအမြုပ်အနေနဲ့သုံးနေတာဒီစေးရည်ကိုလည်းစပ်ပြာ ုံးကြီးထုတ်တဲ့နေရာတို့အလှကုန်ပစ္စည်းတွေတုံးတဲ့နေရာတွေမှာဒီစီးရေညင်းညီးဆက်ဆက်သူတို့တုံးကြတယ်အဲ့စီးရေကို Socklin 27E ကို Tiger Supplier တင်သွင်းတယ်ကျွန်တော်တို့ကအဲ့စီးရေကိုတုံးပြီးတော့ CSC အုပ်တွေထုတ်တဲ့နေရာမှာတုံးတယ်ဟုတ်ပြီအမြုပ်စီးရေအကြောင်းလည်းသိပြီအမြုပ်စီးရေက1လီတာကို8000 6000ပတ်ဝန်းကျင်လောက်ရှိတယ်ပုံးတဲ့ဝယ်ခြင်းတော့ Tiger Supplier မှာတော်ဝယ်လို့ရပါတယ်အကယ်၍ကိုကမဝယ်ခြင်းဥစပြီးတော့စမ်းကျင်တယ် 1လီတာ2လီတာပဲလိုအပ်ချင်ကျွန်တော်ရှိမှာလာဝယ်လို့ရပါကျွန်တော်ရှိမှာတော့1လီတာ2လီတာဝယ်လို့ရပါတယ်အများကြီးဆိုရင်တော့စက်ယုံမှာသွားဝယ်လို့ရပါတယ်စက်ယုံရဲ့ဖုန်းနံပါတ်တွေနဲ့စက်ယုံကရောင်းချတဲ့ကုမ္ပဏီရောကျွန်တော်ဗီဒီယိုရဲ့နောက်ပိုင်းမှာကျွန်တော်လိပ်စာလေးတွေတင်ထားပါတယ်အဲ့ဒါတွေကိုကြည့်ပြီးတော့ဖုံးဆက်ပြီးတော့လည်းဝယ်ယူလို့ရပါတယ်ယနေ့ကျွန်တော်ပြသနေတဲ့ဗီဒီယိုကတော့အရင်ဒီဘလောက်ဆိုလို့ရှိရင် CSC လုတ်လို့ရတယ်ငွေရင်းဒီဘလောက်ပုံတယ်ဆိုတဲ့နေရာမှာ ဓိကပါဝင်တဲ့အမှုဆက်ဈေးအပေါ်ဆုံးတိဆောက်ကြီးလေးဖြစ်ပါတယ်။မနေ့ကဗီဒီယိုတွေထဲမှာကျွန်တော်တို့ဒီလို control box လေးတစ်ခုပြသထားတာရှိပါတယ်။ဒီမှာ control box လေးမှာ timer လေးတစ်ခုရယ် step stop clock လေးတစ်ခုရယ်ပါဝင်ပါတယ်။ဒါကတော့ control ပေါ့နော်။ဒါ control box လေး။အဲ့ဒီ control box လေးကတော့ကိုယ်တိုင်တိဆောက်ရပါမယ်။ဘလောက်ကုန်တလဲကတော့အဲ့ဒီထဲက ါဝင်တဲ့ပစ္စည်းတွေဟုတ်လားအဲ့ထက်ကပါဝင်တဲ့ပစ္စည်းတွေတာတိုင်မာတစ်ခုရယ် release တစ်ခုရယ် step dot cloud လေးတစ်ခုရယ်ပါဝင်ပါတယ်အဲ့ပစ္စည်းလေးတွေဒီ control box ထဲမှာပါဝင်ပါတယ်ဒီက control box control box ထဲကပါဝင်တော့ဒီထဲကနေပြီးတော့ wire joe out ပေါ့

်အင်ပုတ်သွင်းတယ်တရားအောက်ပုတ်ထွက်လာတယ်အောက်ပုတ်ကျိုးတစ်ချောင်းထွက်လာတယ်အဲ့ဒီကျိုးကဘယ်လိုသွားလဲဆိုတော့ဖုန်းအမြုပ်ဆက်ကမော်တာပေါ့ဟာရေရေဆုပ်ဆက်မော်တာလေးမော်တာတစ်ခုကိုသွားတယ်ဒါပန့်ပန့်အဲ့ဒါမော်တာကိုသွားတယ်အဲ့တော့ဒီပန့်မှာဒီကဆေးဝင်တဲ့ပိုက်ကဆေး ဆေးဝင်လာဆေးကိုတစ်ချိုး40ရောတယ်ပိုက်တစ်ခုနဲ့ join လာတယ်ဒီမှာ T T လေးဒီမှာဘားလေးတစ်ခုရှိတယ်အဲ့တော့ကျွန်တော်တို့ကဆေးကိုတွင်းလိုက်တယ်ဒီကနေလာတယ်ဒီကနေပြီးတော့ဖုန်းထွက်မှာဖုန်းထွက်မှာအဲ့တော့ဒီက compressor air လီရဒီမှာတပိုက်တွန်းလာအဲ့တော့လီရဲ့အထွက်ဒီနေရာမှာ AI ရဲ့အထွက်မှာဒီဟာကိုဘာလို့ခေါ်လဲဆိုတော့ဟုတ်လားဟိုပါပေါ့လီကိုအဖွင့်အပိတ်လုပ်ပြီးတဲ့ဆိုလူနိုင်ပေါ့နော်အဲ့တော့ကျွန်တော်တို့က ကွန်ပရက်ဆာတစ်ခုရှိတယ်ကွန်ပရက်ဆာတွေကနေပြီးတော့ဒီဘိုက်ကဆိုလိုနိုက်သေးကိုဖြတ်ပြီးတော့ဒီထဲကိုဝင်တယ်ဆေးမြုပ်ကဒီကကြီးလာတယ်ဒီမှာပေါင်းတယ်မြုပ်ထွက်တယ်ဒီဟာမြုပ်ထွက်တယ်မြုပ်ထွက်တယ်အဲ့အမြုပ်ကိုမူဇက်ထဲမှာအမြုပ်ထွက်တယ်ဖုန်းမူဇက်ထဲမှာဒလက်တီနဲ့မူရမူရရမဆလာ မဆလာကတစ်ချူဘီလက်မီတစ်သဲတစ်ဂျီပေါ့ဂျီကတော့ point 4ရခိုင်တော့အဲ့ဒါတော့ပထမဗီဒီယိုထဲမှာကြည့်သိတယ်အဲ့တော့ကျွန်တော်တို့ကဒါ control ဘောက်အကြောင်းလဲကျွန်တော်ရှင်းပြီးသွားပြီအမြုပ်ဆက်တွေဘယ်လိုတိဆောက်လဲအပိုင်းကိုလည်းပထမဗီဒီယိုတွေမှာရှင်းပြီးသွားပြီတဲတဲ့ရည်ဒီဘယ်လောက်ရောရလဲဆိုလဲအပိုင်းကိုလည်းရှင်းပြီးသွားပြီကျွန်တော်ဒီနေ့ညှောက်ဝေပေးသွားမယ်အပိုင်းကတော့ဒါကတော့ကျွန်တော်ရောင်းချတဲ့အမြုပ်ဆက် လေးရဲ့ဖွဲ့စည်းပုံလေးကိုကျွန်တော်မျှဝေတာဖြစ်ပါတယ်ဒီအတိုင်းကျွန်တော်တို့ကလှုပ်လို့ရှိရင်အမြုပ်ဆက်တစ်ခုဖြစ်ပါတယ်အဲ့ဒီအမြုပ်ဆက်လှုပ်တဲ့နေရာမှာအမြုပ်ဆက်လှုပ်တဲ့နေရာမှာဘာဒီလူအပ်တယ်လေဆိုတော့ဟုတ်လားဒီနေရာမှာဒီမြုပ်ကျွန်တော်အမြုပ်ဆက်က၈သိန်းကုန်တယ်အမြုပ်ဆက်ဒီလိုကုန်တာကြီးကိုမလိုချင်ဘူးဘယ်လိုလုပ်မလဲဆိုတော့မော်တာအသေးလေးတစ်လုံးလိုမယ် အခုခင်မှာဆိုရင်တချို့မော်တာတွေဆိုတော့1000လောက်ပဲပြီးရတယ်မော်တာတည်တည်လေး1000လောက်ပဲပြီးရတယ်မော်တာလေးမော်တာလုံးလေးရိုးကွန်ပရက်ဆာ OR တွေမှာသုံးတယ်အဝစ်ရှော်စက်တွေမှာသုံးတယ်မော်တာလေးကဒီဘက်ကအောက်ဒီဘက်က input ဒီဘက်က output ဟိုဒါဘူးရလောက်လေးပေါ့နော်အဲ့ဒါလေးသုံးတယ်ဒီဘက်ကဟိုစီးရီဝင်တယ်ဒီဘက်ကစီးရီထွက်တယ်အဲ့ဒီနေရာမှာ ဒီဆေးရည်နေရာမှာဒီထွက်တဲ့နေရာမှာဒီမှာဆိုလိုနိုင်လေးတလုံးဟိုဟာရီမော်တာရဲ့အထွက်မှာသူကတတ်ထားတယ်အဲ့ဒါဆေးရည်အောက်ဘုတ်ကိုထွက်တယ်ထွက်တဲ့နေရာမှာခொနကတီတီကောင်းပေါ့နော်ဟိုဟာတီတီမှာသူကဆေးရည်ကိုဒီရည်ဆေးရည်တွန်းလိုက်တယ်ဒီကလေလာတယ်ဒီမှာဖုန်းမြုပ်ထွက်တယ်အဲ့တော့သူကစေးရည်ဒီလိုစေးရည်လာတဲ့အပိုင်းမှာဒီမော်တာကိုထည့်လိုက် ဲ့ဒီမော်တာလေးက1000လောက်ပဲရှိတယ်။အဲ့ဒီမော်တာ1000လောက်နဲ့ရှိတယ်။ဖုန်းအမြုပ်ကဒီကထွက်တယ်။ဒီကဒီကထွက်တယ်။ဒီကထွက်လို့ရှိရင် तू ကဖုန်းအမြုပ်ကိုဒီလိုစိုင်လီတဲမှာခွေလိုက်တယ်။ဒီကဟိုကွန်ကျူဟွာပေါ့နော်။ဟိုဟွာရေပိုက်ပေါ့။ရေပိုက်ထဲမှာခွေတယ်။ဒီထဲမှာဟွာတွေထည့်တယ်။ဟိုလွယ်ကူဆုံးကတော့ကျွန်တော်တို့အိုးတိုက်ဖတ်တယ်ပေါ့နော်။အိုးတိုက်ဖတ်တယ်ထည့်ထားတယ်။အိုးတိုက်ဖတ်တယ်ထည့်ထားတယ်။အဲ့တော့ဒီကတွေပြီးတော့ဖုန်းထွက်သွားတယ်။ အဲ့တော့ကျွန်တော်တို့ပြောချင်တာကတော့ဒီလိုမော်တာလေးကအလွယ်တကူဝယ်လို့ရတာ1000လောက်ပဲရှိတယ်။ဒါပေမဲ့ခုနလိုစက်ရုံအကြီးကြီးတော့တုံးလို့မရဘူး။တနိုင်တစ်ပိုင်းအမြုပ်ခက်ဆက်ကလေးကဒီမျိုးမော်တာလေးနဲ့တုံးလို့ရတာမော်တာလေးကဟိုလောက်ပဲရှိတယ်။တဘူးတေးသေးလောက်ပဲရှိတယ်။ရေဘူးလောက်လေးပဲရှိတယ်။အဲ့မော်တာလေးနဲ့လည်းချိန်လို့ရပါတယ်။အဲ့တော့အဲ့မော်တာလေးကတွေတော့တွင်းမယ်ဒီမှာတီကောင်းတကောင်းရှိမယ်ဒီဘက်ကလေဝင်မယ်လေမှာလည်းဘားလေးရှိမယ် ဘားလေးတက်ထားမယ်အဲ့ဘားလေးရဲ့ရှေ့မှာဆိုလိုနိုင်လေးရှိမှာအဲ့တော့ဆိုလိုနိုင်လေးမှာဒီမှာနှစ်ကျိုးထွက်မှာအဲ့နှစ်ကျိုးထွက်တယ်နှစ်ကျိုးထွက်တယ်အပေါင်းရဲ့နှုတ်ရဲ့ကျိုးနှစ်ကျိုးထွက်တယ်အဲ့တော့ဒီကကျိုးကဒီမှာတစ်ခုကိုဆိုလိုနိုင်မှာတစ်ချက်ချိန်မယ်မော်တာမှာတစ်ချက်ချိန်မယ်အဲ့တော့ဒီမော်တာကတိုင်မာကခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့မော်တာလည်းထမောင်းမယ် မော်တာလဲထမောင်းမယ်ဆိုလိုလိုက်နဲ့ထပြီးတော့မောင်းမယ်ဆိုလိုလိုက်နဲ့ထပွက်မယ်ဒီကဆိုလိုလိုက်ဒီကလီလီဝင်တယ်လီလီဝင်တယ်အဲ့တော့လီကိုသူကဒီကအွန်လိုက်တာနဲ့ဒီကလီဘာပွင့်သွားပြီးလီမောင်းသွင်းမယ်ဒီကအွန်လိုက်တာနဲ့မော်တာပွင့်သွားပြီးဒီကစီးရလာမယ်ဒီမှာစီးရလီရဒီမှာရောသွားမယ်ဒီမှာထွက်တယ်ဖုန်းအဲ့ထွက်လာတဲ့ဖုန်းက တွန်းပြီးတော့ဒီထဲမှာအိုးတိုက်ဖတ်တွေကိုဖြတ်ပြီးတော့ဖုံးမြုံထွက်လာတာဒီဖုံးမြုပ်ကိုခုနပြောတဲ့မဆလာတွေကိုရောလိုက်ရင်ကျွန်တော် CSC ဖြစ်ပြီအတားကတော့ဈေးအပေါ်ဆုံးအရင်းကြီးနေဆုံးနဲ့ CSC ထုတ်လုပ်ခြင်းဖြစ်ပါတယ်တခြားဗီဒီယိုလေးတွေကျွန်တော်ကြားညက်ပြီးတော့ပြပပေးတော့မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်တခြားဗီဒီယိုတွေလည်းဆက်လက်လေ့လာကြပါလို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်မေးစရာမေးခွန်းတွေရှိမယ်ဆိုလို့ရှိရင်လည်း ျွန်တော်တို့ရဲ့ချက်ပေါက်ထဲမှာလာပြီးတော့မေးလို့ရပါတယ်တခြားဗီဒီယိုတွေကိုထပ်မံရေးတိကျခဲ့တယ်ဆိုရင်လည်းချက်ပေါက်မှာလာပြီးတော့ yes ဆိုပြီးတော့ပြောပြရင်ကျွန်တော်ခြားဗီဒီယိုတွေကို messenger တွေလှမ်းပို့ပေးနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်